ဆောက်လုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့သတ်မှတ်ထားတဲ့စံချိန်စံကျွန်းတွေအတိုင်းဆောက်လုပ်ခဲ့ခြင်းမရှိလို့ငလျင်ကြောင့်ပေးဆက်မှုတန်ဖိုးတွေကြီးမားခဲ့ရခြင်းဖြစ်ကြောင်း NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကပြောပါရီထိခိုက်ပျက်စီးခဲ့ရမှုတွေကိုဆောက်လုပ်ရေးပညာရှင်တွေနဲ့စနစ်တကျစစ်ဆေးပြီးပြုပြင်လို့ရနိုင်တဲ့အဆောက်အဦတွေကိုပြန်လည်ပြုပြင်ခြင်းပြုပြင်လို့မရနိုင်တဲ့အနေရရှိအဆောက်အဦတွေကိုဖြိုချဖျက်ဆီးကအစ်စ်ပြန်လည်တည်ဆောက်ဖို့ညွှန်ကြားခဲ့ပါရီ အစားအဝူးတွေစောက်လို့ရမှာတာဝန်ခံအင်ဂျင်နီယာတွေပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေရဲ့ရေမီပိုင်းဆိုင်ရာတာဝန်ခံတွေအနေနဲ့အချင်းချင်းပေါင်းစပ်ညှိနှိုင်းပြီးဖြစ်ပေါ်လာမဲ့သဘာဝဘေးအန္တရာယ်တွေအတွက်လဲထဲသွင်းတွက်ချက်စောက်လို့တော့ဖို့တိုက်တွန်းထားကြမှာခင်ဗျာ။ ဂျပန်ကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့တဲယူပို့ဆောင်ရေးလေယာဉ် C130 ဟာမြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာဂျပန်တန်ယုံကဒီကနေ့မှထုတ်ပြန်ပါတယ်။ဧပြီလ10ရက်နေ့ကကိုမာကီလေတက်စခန်းကနေထွက်ခွာလာတာဖြစ်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကွန်ကြီးထောက်ပံ့ရေးလုပ်ငန်းများအတွက်လိုအပ်တဲ့စေဝါတွေယောဂရှာဖွေရေးစံသက်ကိရိယာတွေအပါအဝင်ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေပါဝင်လာပါတယ်။ ယခုရောက်ရှိလာတဲ့ဆေးကုသရေးဆိုင်ရာအထောက်အကူပြုပစ္စည်းတွေကိုတဘာဝဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးဆေးဘက်ဆိုင်ရာဤပညာအဖွဲ့ JDR ထံပို့ဆောင်တော့မယ်လို့ဆိုပါတယ်။ဂျပန်ဆိုရအနေနဲ့ငလျင်တန်တဲ့မြန်မာပြည်သူတွေကိုအပြောင်းအလဲမရှိတဲ့မူဝါဒနဲ့အညီဆေးကုသရေးဆိုင်ရာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးခြင်းအပါအဝင်နိုင်ငံသားတွေတိုက်ရိုက်အကျိုးခံစားရရှိစေမယ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုအစွမ်းကုန်ဆက်လက်ကူညီပံ့ပိုးပေးတော့မယ်လို့ပြောကြားထားကြောင်းပါခင်ဗျာ။ မြန်မာနိုင်ငံငယ်လင်တုံ့ပြန်ရေးအတွက်နိုင်ငံ73နိုင်ငံကမျိုးပြရှာဖွေကယ်ဆယ်ရေးအဖွဲ့30ကျော်လာရောက်ကူညီခဲ့ကြောင်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ကထုတ်ပြန်ပါရီသူတို့ပြန်လဲထွက်ခွာသွားကြပြီမဲ့သူတို့ရဲ့ကျွမ်းကျင်မှုတွေကရှင်တန်နေသေးသူတွေရဲ့နေရာရှာဖွေကဲထုတ်ရေးနဲ့ဗေးတန်သေးသူတွေရဲ့ဒုက္ခအရောက်ဆုံးနိုင်ပိုင်းအတွင်ကယ်ဆယ်ကူညီရေးတွေအရေးပါခဲ့ပါတယ်လို့ဆိုပါတယ် ထို့အပြင်လူမှုကယူနာလုပ်သားတွေဟာမြန်မာနိုင်ငံကငယ်လျင်ပေးတင်ပြီးဒုက္ခရောက်ခဲ့ကြတဲ့လူဦးရေ36,500အတွက်အမိုးအကာရေတကိုရေတန်ရှင်းရေးပစ္စည်းစုံစာနယ်ရိက္ခာစေဝါနဲ့ရွေးလျားကျန်းမာရေးဝန်ဆောင်မှုတွေကူညီပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းလိုအပ်ချက်တွေအများအပြားရှိနေဆဲဖြစ်ပြီးအခြေခံလိုအပ်ချက်တွေရဖို့တောင်ခက်ခဲနေကြသူတွေလည်းအများကြီးရှိနေကြောင်း UN OCHA ကပြောကြားထားကြောင်းမှခင်ဗျာ။ အင်အားဖြင့်ငလျင်တန်ခန်းဆားခဲ့ရတဲ့မြန်မာပြည်သူများအတွက် PMA ဩစတြေးလျအစိုးရရဲ့လူသားချင်းစာနာမှုအကူအညီအထောက်တရာကျော် April 10ရက်နေ့ကမြန်မာနိုင်ငံကိုရောက်ရှိလာပါတယ်။အဆိုပါအကူအညီပစ္စည်းတွေကိုဩစတြေးလျတန်ယုံအကြီးအကဲမှလက်ခံယူကာအရေးပေါ်အကူအညီလိုအပ်နေသူထောင်ပေါင်းများစွာထံတိုက်ရိုက်ပေးပို့နိုင်ဖို့ကမ္ဘာစာနာရေးကအဖွဲ့ WFP ထံလွှဲအပ်ခဲ့ပါတယ်။ အခုအညီပစ္စည်းတွေထဲအမိုးအကာမိဖို့ကြောင့်တုံးနေတကိုရေတန်ရှင်းရေးပစ္စည်းတွေပါဝင်ပြီးမြန်မာပြည်သူများအထက်ပေးအပ်မဲ့ဩစတြေးလျရဲ့လူသားချင်းစာနာမှုအကူအညီဒေါ်လာ၉တန်းတဲ့မှဒစိမ့်တစ်ပိုင်းဖြစ်တယ်လို့ဆိုပါတယ် ဩစတြေးလျအစိုးရအနေနဲ့ International Committee of the Red Cross ICRC ASEAN Australia NGO တွေနဲ့အရေးပါတော့အကူအညီတွေကိုမြေပြင်မှာပေးအပ်နေတဲ့၎င်းတို့ရဲ့ဒေသခံမိဖက်တွေနဲ့ဤကဆွာလက်တွဲလှုပ်ဆောင်လျက်ရှိကြောင်းမြန်မာနိုင်ငံဆိုင်ရာဩစတြေးလျတန်ယုံကထုတ်ပြန်ထားကြောင်းမှာခင်ဗျာ မြန်မာနိုင်ငံကိုငလျင်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ဖို့ရောက်ရှိခဲ့တဲ့တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေဟာတာဝန်တွေပြီးဆုံးသွားလို့ပြန်လည်ထွက်ခွာခဲ့ကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကဒီကနေ့မှပဲထုတ်ပြန်ပါတယ်။ဧပြီလ9ရက်နေ့နနက်ပိုင်းမှာတရုတ်ကယ်ဆယ်ရေးအဖွဲ့တရုတ်တပ်သားတွေပါဝင်ဖွဲ့စည်းထားတဲ့တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့နဲ့တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသကယ်ဆယ်ရေးအဖွဲ့တို့ဟာတရုတ်လေတပ်ရဲ့ Y20 လေယာဉ်လေးစီးနဲ့နေပြည်တော်ကနေပြန်လည်ထွက်ခွာခဲ့ကြပါတယ်။ ဧပြီလ6ရက်နေ့အထိတရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့မြန်မာနိုင်ငံမှာအသက်ရှင်ကျန်ရစ်သူ9ဦးကိုကယ်ဆယ်နိုင်ခဲ့ကြောင်းတန်ယုံရဲ့ထုတ်ပြန်ချက်အရသိရှိရကြောင်းမှခင်ဗျာ မတ်လ29ရက်မှဧပြီလ10ရက်နေ့အထိငလျင်တန်းခန်းစားခဲ့ရတဲ့မြန်မာပြည်သူများအတွက်နိုင်ငံတကာမှကုညီကယ်ဆယ်ရေးပစ္စည်း1606တသက်သမ21တန်ရောက်ရှိပြီးဖြစ်ကြောင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကနေသိရပါတယ်။နိုင်ငံတကာမှလာရောက်ပို့ဆောင်တဲ့ကယ်ဆယ်ရေးပစ္စည်းတွေ၊ရိတ်ခါနဲ့ဆေးဝါးတွေ၊ကယ်ဆယ်ရေးအဖွဲ့တွေဟာလေရင်တွေနဲ့ရန်ကုန်လေစိတ်၊နေပြည်တော်လေစိတ်နဲ့မန္တလေးလေစိတ်တွေစီမတ်လ29ရက်မှစတင်ကနေ့စဉ်ဆင်းသက်နေတယ်လို့ဆိုပါတယ် ဧပြီလ10ရက်နေ့အထိစုစုပေါင်း၄ရင်69ဆင်းဆင်းသက်ခဲ့ပြီးကယ်ဆယ်ရေးပစ္စည်းစုစုပေါင်းတန်ချိန်1600ကျော်ရောက်ရှိပြီဖြစ်တယ်လို့သိရှိရကြောင်းမှခင်ဗျာ